ဦးရီဒူဖိုဒီဘက်ကိုမိတ်ဆက်လိုက်ပါအားလုံးတက်တာရဲ့မြင်းလုံးနေနဲ့ချိတ်ဆက်နိုင်စွမ်းနေရတယ်။ Find site ကြီးတွေကို download upload ပြုလုပ်စင်နေပါဘွာ။ဦးရီဒူဖိုဒီဘက်ဖိုဒီနဲ့အချာရင်ခုန်စိတ်လုံရှားစရာပေါင်းများစွာသောပြောလို့ကျွန်တော်ပြစ်မဖြစ်ဘူးပေါ့ပို့တော့လိုအပ်ချက်တွေကတော့အများကြီးပေါ့တော့အဖြစ်အပျက်နဲ့ကျွန်တော်တို့ပြုမိကြောင်းလဲသွားပါပေါ့ မြမမန်လင်းတော်အမီခေါင်းစဉ်မြင့်ဟောပြောခဲ့တဲ့ဒီဟောပြောပွဲမှာတော့ဖြစ်ပြောင်းစနစ်ပြောင်းလာချိန်မှာလူငယ်တွေအနေနဲ့အခွင့်အလန့်တွေပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ဖို့အဖွဲ့တွေပညာရေးနဲ့အင်္ဂလိပ်စာဟာအရေးကြီးဆုံးအဓိကပြောခဲ့တာဖြစ်ပါတယ်။အင်္ဂလိပ်စာကိုအထင်တကြီးနဲ့လေ့လာခိုင်းတာမဟုတ်ပဲနိုင်ငံတကာသုံးဘာသာစကားတစ်ခုဖြစ်လို့အနာဂတ်လိုအပ်ချက်အနေနဲ့လေ့လာစီစဉ်ကြောင်းသူကဆိုပါတယ်။ဒီမိုကရေစီနိုင်ငံဆိုတိုင်းတိုးတက်လာတာမဟုတ်ပဲဒီမိုကရေစီစနစ်ရဲ့ကြားခံဖြစ်တဲ့ပညာရေးစနစ်မြင့်တင်မှသာ တိုင်းပြည်တိုးတက်မယ်လို့ကိုမောင်မောင်ဝမ်းကဆိုပါရယ်နိုင်ငံသားတွေတော်မှနိုင်ငံတည်ဆောက်ရေးမှာကောင်းမှာဖြစ်တဲ့အတွက်အစိုးရနဲ့ပညာရေးမြင့်တင်ဖို့ဘက်ပေါင်းစုံကနေစူးစမ်းစီချင်တယ်လို့ဆိုပါရယ်ကျွန်တော်ယုံကြည်တာကဘာလဲဆိုတော့ဒီမိုကရေစီဆိုတိုင်းလဲတိုင်းပြည်တွေကတိုးတက်တာမဟုတ်ဘူးအဲ့တော့ဒီမိုကရေစီစနစ်ကိုတိုးတက်ဖို့ကြားကန့်ပေးရတဲ့အရာကဒါပညာရေးဟုတ်လား နောက် civil society လို့ဟာမျိုးလေးအထူးသဖြင့်ကတော့ပညာရေးပေါ့နော်ဒါကြောင့်မလို့ဆရာတို့ကပညာရေးနဲ့ပတ်သက်တဲ့ဟာကိုတိုးတက်ဖို့မိမိရမှာကြာရခန္ဓာလေးရနေပြီးတော့ပေါ့နော်တထောင်တနေရာနေပြီးတော့လှုပ်ပေးခြင်းနဲ့ပေါ့လူတွေကိုတော်စေခြင်းနဲ့ကိုယ်နိုင်ငံသားတွေတော်စေခြင်းနဲ့ဒီလိုလူတွေတော်မှလည်းပဲနိုင်ငံတိဆောက်ရေးမှာအစွမ်းကုန်ဖြစ်မှာပေါ့အဲ့လိုမျိုးပဲနဲ့လူတွေကညံ့နေတယ်ဆိုရင်ကိုယ်နိုင်ငံကဘယ်လိုမှမတိုးတက်နိုင်ဘူး ဟုတ်ပြီเนาะအဲ့တော့တော့မြန်မာတွေကိုတော်ဖို့အတွက်ဇာကဒီခွန်အားရှိတဲ့ဒီမြန်မာမှန်ရင်တော်ရမယ်လူငယ်တွေတော်တိုက်တွန်းနေတယ်ပေါ့เนาะနိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်မြန်မာဒီမိုကရေစီအရေးမှာဥဆောင်ခဲ့သူပဦးလည်းဖြစ်ပြီးလက်ရှိ online အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ကိုမမောင်ဝမ်းဟာဦးသိန်းစိန်အစိုးရရဲ့ blacklist ထဲပါဝင်ခဲ့ရတာကြောင့်ပြီးခဲ့တဲ့ August လ2ရက်နေ့မှာရန်ကုန်လေစိတ်ကနေပြန်လွတ်ခံရသူလည်းဖြစ်ပါတယ် နောက်ပိုင်းမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ရဲ့ခွင့်ပြုချက်နဲ့ပြန်လည်ဝင်ရောက်လာခဲ့ပြီးစာပေဟောပြောပွဲအများအပြားကိုလည်းဟောပြောခဲ့ပါတယ်။အခုလိုဆရာမောင်မောင်ဝမ်းနိုင်ငံခြားကနေရောက်လာတဲ့အချိန်မှာဆရာရဲ့ဤပညာတွေဘဝတုဒ္ဒရရရှိစေဖို့လူငယ်တွေအနေနဲ့ဒီလိုဟောပြောပွဲတွေနားထောင်စေချင်တယ်လို့ဒေါက်ဂျီဂျီမေကပြောပါတယ်။အဓိကကတော့လူငယ်တွေကိုကျမတို့ကဤပညာတွေကိုဖြန့်ဝေပေးမယ်။နောက်အဲဒီ tourism မှာ ne hospitality industry ပေါ့နော်အဲ့ဒီမှာလိုအပ်နေတဲ့ English language ဘိုင်းဆိုင်ရာမှာကျမတို့ကအများကြီးလိုအပ်နေပါတယ်နော်အဲ့ဒီကလေးတွေကို English language ကိုတိုးတက်လာအောင်နောက်တနည်းအားဖြင့်ဆရာနိုင်ငံညာနေလာတဲ့အချိန်လေးမှာပေါ့နော်ကျမဆရာရဲ့ပညာနည်းပညာတွေဆရာရဲ့ရပါသားဆရာရဲ့ knowledge sharing လုပ်မှုတွေကိုကျမတို့ဒီကနေကလေးတွေကိုပြန်ပြီးတော့နားထောင်စေခြင်းနဲ့နော်ဆရာရဲ့လမ်းညွှန်မှုကိုခံယူစေခြင်းနဲ့အဲ့ဒီအတွက်ကြောင့်ဆရာကိုကျမတို့ကရန် ုံလာတဲ့အခိုက်ကလေးမှာ ဖိတ်ကြားပြီးတော့အဲပညာဒါနအနေနဲ့ကျမတို့အသင်းကနေပြီးတော့ဒီဆွေးနွေးပွဲလေးကိုလှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်